ေတာပြသနာမဟုတ်ရှက်မနေဖို့ပဲရည်ကြည်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တိုးတက်ပြောင်းလဲမှုအတွက်အရေးကြီးတဲ့အချက်လေးတစ်ချက်ကိုဝေမျှပေးသွားခြင်းပါ တော့လူတယောက်ကနေတိုင်းပေါ့လေသူကတရကိုင်နှုံပုံမှန်တိုးတက်သွားမယ်ဆိုရင်တစ်နှစ်ကြာတဲ့အချိန်မှာ38စာနီပါတိုးတက်သွားမယ်ဆိုပြီးတော့ပြောပါတယ်ဒီလိုပဲကျွန်တော်တို့ကနေ့စဉ်နေ့တိုင်းတရကိုင်နှုံဆုတ်ရွသွားမယ်ဆိုရင်တော့တစ်နှစ်ကြာတဲ့အချိန်မှာ3ညနီပါတိရောက်သွားမယ်ဆိုပြီးတော့ James Clear ရဲ့ Atomic Habits အောက်မှာပြောထားတာဖြစ်ပါတယ်ဒီစာအုပ်မှာဆိုရင်တော့ဇိုင်းသူက အသေးမွားတွတ်တမှုလေးတွေရဲ့ resonance power compounding လို့ခေါ်တယ်တွရင်ပေါင်းရဲ့ရလက်နဲ့သူကနှိုင်းရှင်ပြီးတော့ပြောသွားတာပေါ့လေဆိုတော့ကျွန်တော်တို့ဘဝမှာလဲတွတ်တမှုတွေဆုပ်ယုပ်မှုတွေကဒီ James Clear ပြောသလောက် ဂျာဂိုင်နှုံးတွေတိုးတက်မှုဆွေးမှုတွေမဖြစ်နိုင်ပါပဲ။ဒါကတော့ပုံမှန်တိုးတက်တယ်ဆိုရင်ချိန်ကာလကြာလာတာနဲ့မျှကျွန်တော်တို့ရဲ့တိုးတက်မှုရလကအကြီးကြီးမားမားရလာမှာဖြစ်ပြီးတော့ဆွေးမှုကလည်းပုံမှန်ဖြစ်သွားမယ်ဆိုရင်အချိန်ကြာလာတာနဲ့မျှအကြီးကြီးမားမားဆွေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့နမူနာတွေလေ့လာကြည့်လို့ရတယ်။ဟိုလူတစ်ယောက်ကစာအုပ်ဖတ်တယ်ပေါ့တစ်နှစ်ကိုသူကအုပ်90ဖတ်တယ်ဆိုလို့ရှိရင်ဒါ10နှစ်ကြာတဲ့ချိန်မှာသူကအုပ်900ရှိသွားမယ်။ဒါမျိုးသူက10နှစ်လောက်ဖတ်တယ်ပေါ့နောက်တစ်ယောက်ကျတော့အုပ်900ကိုသူကတစ်နှစ်တည်းဖတ်လိုက်တယ်ဆိုတော့ဒီနှစ်ခုကအခြေထွက်ချင်းတူပေမဲ့အရာရရလက်ကတော့ခွာချပါတယ်။ဘာလို့လဲဆိုတော့ ်တနစ်ကိုအုံ90နဲ့ပုံမှန်ဖတ်သွားတဲ့သူကသူကဒီဖြည်းဖြည်းချင်းသူအုံနောက်နိုင်မှာလိလမှုတွေတင်မှုတွေထည့်သွားတယ်ပြီးစာအုပ်တွေကနေပြီးတော့နောက်သူဒီကနေပြီးတော့ apply လုပ်သွားတာလည်းရှိတယ်တနစ်ထဲမှာဒီအုံ900တခါတည်းအမြန်ပြီးအောင်ဆိုပြီးတော့ဖတ်လိုက်တဲ့သူကခုနလိုကျွန်တော်တို့တနစ်ပုံမှန်90ဖတ်တဲ့သူနဲ့ဘာမှဆိုင်မအောင်သူရဲ့အသုံးချမှုတွေနောက်ဒီလိလမှတ်သားမှုတွေဒါတွေကလည်းအချိန်ကာလတစ်ခုယူပြီးတော့ပုံမှန်လုပ်သွားတာပို့ပြီးတော့ရလက်ကောင်ရစီမှာဖြစ်သွားတယ်ဒီလိုပဲကျမ်းမာရင်လည်းပတ်သက်လို့အားသာလုပ်တဲ့ဆိုပါတော့ကျွန်တော်တို့က ငငယ်ရရရပေါ့နော်ပုံမှန်လှုပ်သွားတဲ့လူတယောက်နဲ့နောက်မှအသက်အရွယ်တစ်ခုရမှထပြီးတော့လှုပ်တဲ့သူနဲ့လေရလက်ကဘာမှမဆိုင်ပါဘူးငငယ်ရရတဲ့နဲ့ပုံမှန်လေ့ကျင့်ခန်းလှုပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအသက်အရွယ်တစ်ခုရောက်တဲ့ချိန်မှာလဲကျမတန်သွားဖြတ်လက်ပြီးတော့အချိန်ဒီတိဆောက်နိုင်မှာဖြစ်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့လှုပ်လိုက်မလှုပ်လိုက်လှုပ်တယ်တချို့ကြလဲအသက်အရွယ်တစ်ခုမှထလှုပ်တယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကပုံမှန်လှုပ်သွားတဲ့လူကိုဘလို့မှမမြင် CY မှာလည်းဒီတိုင်းပဲပေါ့နော် CY တို့ငွေကြေးကြွက်ဝမှုတို့မှာလည်းကျွန်တော်တို့ဆက်ဆာခြင်းလှပိုင်းနှစ်ပိုင်းလောက်မှာမသိတာပဲမြင်အစ်တွေကြာလာတယ်မဟုတ်3 5နှစ်လောက်ဖြစ်လာပြီဆိုလို့ရှိရင်တို့ရဲ့အလောက်ကိုင်းနေနောက်တို့ရဲ့ SS ဖန်တီးမှုတွေခွာခြားမှုတွေအရာပေါ့နော်တို့ရဲ့ဝင်ငွေနောက်ငွေကြေးကြွက်ဝမှုတွေလည်းဒါခွာခြားတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကတခုလှုပ်ပြီဆိုတာကအချိန်ယူပြီးတော့တိဆောက်ဖို့လိုတယ်ပေါ့နော်ကိုကိုကိုရင်းနှီးမြှုပ်နှံမှုလှုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ကအချိန်ယူပြီးတော့ရင်းနှီးမြှုပ်နှံမှုလိုတယ်ဟိုမှာကိုကျမ်းမာရေးအတွက်ပဲဖြစ်ဖြစ်ငွေကြေးအတွက်ပဲဖြစ်ဖြစ်စီးပွားရေးအတွက်ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ source စီအချိန်ယူပြီးတော့ပုံမှန်တိဆောက်သွားနိုင်လေဂျားလက်ကောင်လေးပို့ပြီးတော့ဖိုင်ဆိုင်နာလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကလှုပ်ရှားတစ်ခုရှိပြီဆိုလို့ရှိရင်နှိမ့်တာပြဿနာမဟုတ်ပုံမှန်လှုပ်ဆောင်သွားဖို့ပဲယူကြည့်ပါ။ဒီကရက်မနေဖို့ယူကြည့်ပါ။အားလုံးကျေးဇူးတင်ပါတယ်။